တန်အမျိုးသားလူမျိုးရေးတပ်မတော် TNL ရဲ့အပတ်စဉ်69စစ်ရေးတင်နန်းဆင်ပွဲအခမ်းအနားမှာအမျိုးသမီးစစ်သည်165ရောက်တင်နန်းဆင်ခဲ့ပါတယ်စစ်ရေးတင်နန်းဆင်ပွဲအခမ်းအနားကိုဒီတအန်းပီတနေရာမှာဂျွန်လ6ရက်နေ့ကလုပ်ခဲ့တာလို့ဒီနေ့မှာဓာတ်ပုံတွေနဲ့အတူ TNL ကသတင်းထုတ်ပြန်ပါတယ်တင်နန်းဆင်ပွဲကို TNL ရဲ့စစ်ဦးစီးချုပ်ဘူချုတာဟုတ်ပလန်တက်ရောက်ခဲ့ပါတယ်ဒီတင်နန်းကနေဆင်းတဲ့သူတွေအနေနဲ့ဒီတအန်းပီကိုကာကွယ် ဲသွားကြဖို့အလौတာဝင်တွေကို ပခုံးပြောင်းထန်းဆောင်နိုင်ရမယ်ဆိုတာနဲ့အမိတ်နာခံတက်ဖို့နောက်ပြီးတော့ရန်သူကိုအမြဲတစေတတိထားရှိဖို့လိုအပ်တဲ့ဆိုတဲ့အကြောင်းတွေကို အမှားစကားပြောကြားခဲ့ပါတယ်။ PSLF TNL ကထိန်းချုပ်ထားတဲ့မြို့နယ်တွေနဲ့ပြည်သူလူထုကိုကာကွယ်ပေးဖို့လဲတယောက်ချင်းစီမှာတာဝန်ရှိတယ်လို့စစ်ဦးစီးချုပ်ကပြောပါတယ်။ အပတ်စဉ်69တင်နန်းစင်ပွဲမှာတိုက်ခိုက်ရေးကျွမ်းကျင်မှုအဆင့်ရှိစေဖို့အတိကသင်ကြားပေးတာဖြစ်တယ်လို့ဆိုပါရယ်တင်နန်းကာလကတော့3လကျော်ဖြစ်ပါတယ်ဒီတင်နန်းကနေအမျိုးသမီးစစ်သည်165ယောက်နဲ့အမျိုးသား659ယောက်တင်နန်းဆင်းခဲ့တာပဲဖြစ်ပါတယ်